ကျွန်တော်ဗော်ဒီကအရင်လိုမျိုးတော့အကြီးဆော့တာမျိုးတော့မရှိတော့ပါဘူးကျွန်တော်ကဟိုပါပေါ့ဟိုကျွန်တော်နောက်ပိုင်းဆိုရင်ဘယ်လိုဆော့တာလဲဆိုတော့အလေးဆိုရင်ကျွန်တော်ကပုံမှန်လောက်ပဲဆော့တယ်ကျွန်တော် heavy မဆော့တော့ဘူးငငယ်တော့ကတော့ heavy ဆော့ပြရတယ်အမေ heavy ကိုပါလုတ်လိုက်တာလေစကာဒီယိုစပေါ့နော်ကာဒီယိုစပေါ့အဓိက heavy ဆော့လိုက်တာပေါ့အပြေးမယ်ခုံမယ်ပလီရိုက်မယ်အဲအဲ့ဒါအဓိကပေါ့အဲ့ဒါကိုတော့ရအောင်ဆော့တယ်အဲ့ဒါကြီးအာလုံးပြီးပြီဆိုတော့မှကျွန်တော်စိတ်ကျဉ်းတတ်မှုရပြီဆိုတော့မှခုနကပြောသလို ไอ้อลีเนเน่บะบะซอนอลีโอတော့ကျွန်တော်ပိုင်အဲ့ကျွန်တော် body အကြီးတော့လဲယင်လိုမျိုးကြီးတော့လဲပြန်လုတ်ဖို့အစီအစဉ်လည်းမရှိဘူးကျွန်တော်ကိုယ်တိုင်လည်းကြီးလာတော့ကျွန်တော်ခံစားမိတာကျွန်တော်ကိုယ်တိုင် body အကြီးနဲ့လည်းမလိုက်ဘူးဟိုတွတ်တွဲနဲ့ပဲအစင်ကိုကိုကိုပြည်ရလုတ်ဖို့ခံစားမိတယ်ပြီးတော့ဝတ်စားဝေးရတာလည်းခန္ဓာကိုယ်တွင်ပို့ပြီးတော့ကျွန်တော်တို့ယောက်ျားလေးတွေတွေ့ပို့ပြီးတော့ဝိတ်တို့စားလို့ကောင်းတယ်ပေါ့နော်ဒီအာနီဒီထားကျွန်တော်အကျိုက်ဆုံးပါပဲဒီ body နေထားဘာလို့လဲဆိုတော့ကျွန်တော်သွားလာရတာအစားပော့ပါတယ် လမ်းလျှောက်တာတို့ဘာလို့ပြေးတာတို့ဘာလို့ဆိုရင်ကျွန်တော်ကနေတိုင်းချင်မာလဲလုံနေတာဆိုတော့ကိုကိုကိုဝိတ်တက်တယ်လို့ခံစားမိနေနေလေးတယ်အဲပုံမှန်တကယ်ဟိုကပေါ့အရန်ကိုကမှန်နေတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးရောက်သွားပြီဆိုရင်လည်းကိုကိုကိုပေါ့ပါနေတယ်လို့ခံစားရတယ်ဆိုတော့ဒီအနေထားကိုတော့ကျွန်တော်အကြိုက်ဆုံးပါဗျာโอเคမင်္ဂလာပါခင်ဗျာကျွန်တော်တငယ်ချင်းတအုပ်ကိုပေါ့နော်သူကရွှေရီငွေဒီအင်ချမ်းမြေနဲ့ပြီးသွားတော့ဒီဟိုပါပေါ့ 12 band tour ပေါ့နော်ခီးသွားလုပ်ငန်းလုပ်တာဆိုတော့ကျွန်တော်လာပြီးတော့ပါဝင်ပြီးတော့ဟိုအားဖြည့်ပေးတာပေါ့ပြီးတော့တငယ်ချင်းဆိုတော့လေပို့ပြီးတော့ဝန်းရံပေးရမှာပေါ့အမြင်ကတော့ကောင်းပါတယ်ဟိုခီးသွားလုပ်ငန်းကလည်းဘာပဲဖြစ်ဖြစ်ဟိုကောင်းမွန်တဲ့အလုပ်ကိုပဲလေနောက်တစ်ခုကကြတော့အင်ချန်မီဆိုတာလည်းဘာပဲဖြစ်ဖြစ်လုတ်တက်တယ်ဆိုရင်ဟိုဘယ်လိုပြောမလဲဟိုလို့လို့ကောင်းတဲ့အရာတွေမှာပါတယ်ပေါ့နော်ပြီးတော့တငယ်ချင်းကိုယ်တိုင်ကလည်း အနုပညာသမားဖြစ်တာဆိုတော့ဒီလိုမျိုးဟိုအလုပ်တွေလည်းဒီလိုမျိုးအနုပညာပြင်နာချားလုပ်လေးတွေပါလာတာဆိုတော့ကျွန်တော်အားပေးတယ်အားလည်းအားကြပါတယ်ကောင်းတယ်ကောင်းတယ်ပေါ့နော်အလုပ်လေးတွေပူရလာတာပူများလာတာဆိုတော့ဝမ်းသာစရာကောင်းတယ်အရင်နေ့ကတော့ပဲကျွန်တော်တို့ကချားလာပြီးငယ်ငယ်လေးတွေကကျွန်တော်တို့ဒီကျွန်တော်အသက်အဲ့နဲ့လေကျွန်တော်အသက်28 29လောက်သေးွာတကယ်ချင်းတောက်ကုန်နေအောင်သိတာလေ ကျွန်တော်သူနဲ့တည်တာဟင်းစီတို့ပေါ့ဖြစ်တော့စောသေးတယ်ကျွန်တော်ကရင်ထဲကစတည်တာလေဟင်းစီတော့မှအမစီမချစ်ဘူးစီရောက်မှတည်တယ်သူနဲ့ကြတော့ဆလုတ်ဝိုက်မှလည်းတည်တယ်ဆိုတော့ဟိုအခုချိန်ဒီလဲဒါကိုယ်တငယ်ချင်းပဲလေဟိုရုပ်ရှင်တွေကတငယ်ချင်းဆိုတာထက်ကိုအများကြီးပိုပါတယ်တကယ်ကိုကိုယ့်ရဲ့ join ဒီအစင်းတည်ငယ်ပေါင်းတငယ်ချင်းလို့လည်းခံစားရပါတယ်ဒါကြောင့်လဲသူ့အလုပ်ကလေးကိုပို့ပြီးတော့ကျွန်တော်ကဟိုအားဖြည့်ပေးရပါတယ် တိုင်တာတော့အရင်တိုင်ပင်ဖြစ်ပါတယ်ကျွန်တော်အလုပ်နဲ့ပတ်သက်လည်းတိုင်ပင်ဖြစ်တယ် personal ကိစ္စနဲ့ပတ်သက်လည်းတိုင်ပင်ဖြစ်တယ်ဟိုတခါတလေမှသာ တွေးပြတာလေအရင်တော့လည်းဟိုဟာဘာသူလဲအလုပ်သူ့လုပ်နေသူများလားဆိုတော့ကျွန်တော်အရင်တော့မတွေးပြဘူးပေါ့နော်ဒါပေမဲ့လည်းတွေးတိုင်းလည်းငငယ်တော့ကမှုပါပဲငငယ်တော့ကပုံစံပါပဲတဲ့ဥပ္ပိုလ်ကလည်းပြောရမယ်ဆိုစိတ်ထားကောင်းတယ်စိတ်ရင်းကောင်းတယ်သူကသူအေးစိနေတတ်တယ်ပြီးတော့ လို့ခေါ်မလဲသူများဟိုအကောင်းမြင်စိတ်များတယ်ဆိုတော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါလေးနဲ့ပြကျွန်တော်ကဝမ်းသာပြောတာပေါ့ तू မဟုတ်တာဖြစ်နေတာမျိုးဖြစ်တယ်ဆိုရင်လည်းကျွန်တော်ပြောတာပဲတကယ်ချင်းဒါပေမဲ့ပြောရဲဆိုတာဒီဟိုကျွန်တော်ကလေဟိုမျိုးဆရာကြီးလုတ်ပြီးတော့ပြောတာမျိုးတော့မဟုတ်ပါဘူးဟိုတကယ်ချင်းဒါကတော့ဒီလိုမလုတ်တင်ပေါ့ဒါကတော့ဒီလိုရှိတယ်ပေါ့ तू အရန်ဝနေလဲတကယ်ချင်းအရန်ဝနေလဲနည်းနည်းမှရှော်ဘာလို့လဲဆိုတော့တက်လဲရလာပြီတက်ရပြီဆိုတော့ တိတ်ဝိုင်းမကောင်းဘူးလေဆိုတော့ဟိုသူတတ်နိုင်တယ်လို့ပေါ့ရှော့ဘူးဟိုဒီလိုမျိုးလေးရကြံပြီးကြကျွန်တော်လည်းသူအလုံးနဲ့ပတ်သက်ရင်တကယ်ချင်းတရားတော့အပြင်မှာတော့နင်းတဲ့တဲ့တူတူကြားရတဲ့တကယ်ချင်းမင်းအဲ့ဒါလေးကိုနည်းနည်းသတိထားအောင်ပါရောအေးအဲ့လိုမျိုးပေါ့ဆိုတော့သူပြန်ပြောတာလေးလည်းရှိပါတယ်ဆိုတော့ဘာဖြစ်ဖြစ်စိုးတိုင်ပြီးကောင်းတိုင်ပြီးပဲပေါ့ဗျကျွန်တော်ဘော်ဒီကအရင်လိုမျိုးတော့အကြီးဆော့တာမျိုးတော့မရှိတော့ပါဘူးကျွန်တော်ကဟိုပါပေါ့ကျွန်တော်နောက်ပိုင်းဆိုရင်ဘယ်လိုဆော့တာလဲဆိုတော့အလေးဆိုရင်ကျွန်တော်ကပုံမှန်လောက်ပဲဆော့တယ် ော် heavy မစော့တော့ဘူးငငယ်တုန်းကတော့ heavy စော့ကြတယ်ဒါပေမဲ့ heavy ကိုဘာလို့လိုက်တာလဲစကာဒီယိုစပေါ့နော်ကာဒီယိုစပေါ့အဓိက heavy စော့လိုက်တာပေါ့အပြေးမယ်ခုံမယ်ပလီရိုက်မယ်အဲအဲ့ဒါအဓိကပေါ့အဲ့ဒါကိုတော့ရအောင်စော့တယ်အဲ့ဒါကြီးအားလုံးပြီးပြီဆိုတော့မှကျွန်တော်စိတ်ကျဉ်းနှံမှုရပြီဆိုတော့မှခုနကပြောသလိုအေးအလေးနည်းနည်းပါပါစော့တယ်အလေးကိုတော့ကျွန်တော်နောက်ပိုင်းအဲ့ဒါကြောင့်မလို့ body အကြီးတော့လေအရင်လိုမျိုးကြီးတော့လေပြန်လုပ်ဖို့အစီအစဉ်လည်းမရှိဘူးကျွန်တော်ကိုယ်တိုင်လည်းကြီးလာတော့ကျွန်တော်ခံစားမိရကျွန်တော်ကိုယ်တိုင်လည်း body အကြီးနဲ့လည်းမလိုက်ဘူး ဟိုတွတ်တွဲနဲ့ပဲအစင် ပုပ်ပုပ်ကိုကြည့်ရလို့ပုံခံစားမိတယ်ပြီးတော့ဝတ်စားဝေးရတာလည်းအဲ့လိုခန္ဓာကိုယ်တွေပို့ပြီးတော့ကျွန်တော်တို့ယောက်ျားလေးတွေတွေ့ပို့ပြီးတော့ဝတ်တို့စားလို့ကောင်းတယ်ပေါ့နော်ဒီဟာနေနေထားကျွန်တော်အကြိုက်ဆုံးပါပဲဒီ body နေထားဘာလို့လဲဆိုတော့ကျွန်တော်သွားလာတာအစားပော့ပါတယ်နန်းလျှောက်တာတို့ဘာလို့ပြေးတာတို့ဘာလို့ဆိုတော့ကျွန်တော်နေတိုင်းချင်မာလဲလုံနေတာဆိုတော့ကိုကိုကို weight တက်တယ်လို့ခံစားမိနေနေလေးတယ်အဲပုံမှန်တကယ် ိုကပေါ့အရန်ကိုကမှန်နေတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးရောက်သွားပြီဆိုရင်လည်းကိုကိုကိုပေါ့ပါနေတယ်လို့ခံစားရတယ်ဆိုတော့ဒီအနေထားတော့ကျွန်တော်အကြိုက်ဆုံးပါဗျအားလုံးထဲမှာကျွန်တော်ငယ်ဆုံးပဲအဲသူတကွာတာလည်းတအုပ်ကုန်နဲ့ကျွန်တော်နဲ့ဆိုနှစ်နှစ်သုံးနှစ်လောက်ကွာမယ်လေဟင်းစင်နဲ့ကျွန်တော်နဲ့လည်းအဲ့လောက်ကွာတယ်ရဲမှန်နဲ့ကျွန်တော်နဲ့လည်းအဲ့လောက်နေပါကွာသူတို့တွေကရွယ်လူတွေကျွန်တော်ကနည်းနည်းငယ်တယ်နည်းနည်းငယ်တယ်ဆိုတာဟိုပါအများကြီးမဟုတ်ပါဘူးတစ်နှစ်နှစ်နှစ်လောက်ပဲငယ်တာပါအဲ့တော့တကယ်ချင်းဖတ်ရင်မှလေးပါပြောငယ်ဆိုရင် ဘယ်လိုဆိုင်ခဲ့တယ်ရှိ။အဲယောက်ျားတွေမှာတော့အဲ့လိုမရှိပါဘူး။ယောက်ျားရဲ့ကြီးတဲ့လူပိုထိန်နေရတာ။ဟိုဟိုလေဟိုဘယ်လိုပြောမလဲ။ယောက်ျားလေးရာကြီးတဲ့လူကတကယ်တော့ဟိုဘယ်သူဘယ်အပွင့်မှာဖြစ်ဖြစ်ပါအကြီးဆုံးကခေါင်းဆောင်ပဲလေ။ယောက်ျားလေးတွေတန်းမှာဆိုရင်တော့ဘာဖြစ်ဖြစ်သူတို့တခုခုမူးတယ်တခုခုဆိုရင်လည်းကို ထိန်တာပေါ့။ငယ်ကပြန်ထိန်တာ။အေးမော်ငယ်ကလူကထိန်ပေးရမှာပေါ့ဒါတော့ကိုမူးတဲ့သူတို့ပြန်ထိန်ပေါ့။ဘယ်လိုပြောပါလဲ။ကိုရုပ်ဦးစားပေးကြအောင်ပေါ့။ ဦးစားပေးပါတယ်အဓိကတော့ဟိုကျွန်တော်ဖျားသွားမယ်ဆိုရင်တို့ရအောင်တို့တို့ကတော့သိရတိုင်းပဲဟိုဖျားတရားနေရတို့တို့မနေပြောရလောက်ပါဆိုရင်တို့ကမလောက်ချင်ဘူးလေအော်ဖျားသွားမယ်ဆိုရင်တို့မလိုက်ချင်ဘူးမနေခေါ်อ่ะအဲ့ဒါကြည်လာပါတကယ်ကျွန်တော်ဖျားသွားမယ်ဟုတ်ပါဘူးဟိုကောင်းတယ်လေဘာပဲဖြစ်ဖြစ်ဖျားရောက်တော့ဒါကောင်းတဲ့နေရာလေးရောက်တယ်ပြီးတော့ကျွန်တော်တို့လည်းပို့ပြီးတော့ဟိုပါဗောဗျာဟိုဒီလိုမျိုးဖျားရေးပါရေးတို့သွားခဲ့တာဆိုတော့လေဘာဖြစ်ဖြစ်နောက်ဆိုရင်အဲဘာမှမသိတဲ့အချိန်မှာလည်း ရေဆက်ဆုံတာပေါ့ဒါကောင်းတာပေါ့ရေဆုံလေးကမဖျားခေါ်ရတာနော်အဲအဲ့လိုတော့လည်းမဟုတ်ပါဘူးကျွန်တော်ကကြတော့လေဟိုဒီတိုင်းမဲ့ကျွန်တော်သွားခြင်းစိတ်ပေါ်ရင်သွားတာဆိုတော့တို့ကိုလည်းအဲ့ခါကျပါစေချင်တာပေါ့အေးလေတောက်လဲတူတူသွားလဲတူတူအင်းဘောဖျားသွားလဲတူတူတောက်လဲတူတူပဲပေါ့တကယ်တည်းညာတော့ဘို့လိုပဲလားအရင်စစ်တက်ကြရောဘယ်လိုပြောလို့ရလဲချစ်တတ်တာဟောကျွန်တော်တငယ်ချင်းသူမိမဒါအချစ်တာအင်းစီချစ်ဆုံးပဲနော်ဒီဒါစစ်တာတွေတောက်တာတွေမြင်မ လားကိုအဲကျွန်တော်ကမျိုးစုံမြင်မှုတဲ့မြင်မှုလားဆိုတော့ဒါမီဒီယာရှင်းမှာပြောရဆိုရင်ဟိုဟာအေးခိုင်တဲ့သူအေးခိုင်ဆိုဟင်းစင်မျိုးသမီးပေါ့ပြဿနာတက်သွားလိမ့်မယ်မလုပ်ပါဘူးနောက်ဘက်မှာတော့ရမ်းချက်တယ်လဲမှာပါလာအချက်တာပေါ့ချက်တာပါချက်တာရှိတာပေါ့အဲ့ဒါကတော့အခမ်းအဆုံးကတော့ကြော်စရာထုံးပေါ့ကျွန်တော်ကရင်တော့ဆိုရင် application လေးရှိရလေဖုန်းခေါ်တဲ့ application လေး ုံးလာနေရပေါ့မသိရင်ကျွန်တော်ကသူ့ဆော်နာမည်သူအဲတော့ကသူ့ရေးစားပါအခုတော့သူ့မိမဖြစ်သွားပါသူ့ရေးစားနာမည်ကျွန်တော်ထည့်လာတာတကယ်သူကခိုးထွက်လာတာဆိုတော့တကယ်ချင်း main main ကောင်းမလေးကဖုန်းနဲ့ဆက်နေတယ်ပြီးတော့အဲတကယ်တော့သူ application နဲ့အလုပ်ထားတာလေအဲ့ဒီချိန်မှာလက်စီပြပြတာခဏလေးခဏလေးလာသူကထွက်တော့မယ်ချင်းချာဖုန်းပြန်ကြပါလိမ့်ခေါ့ခိုးနေလိုက်တာပေါ့ဖုန်းပြန်ကြပါဖုန်းပြန်ကြပါအဲ့လိုကျွန်တော်က